ုကျန်ပါရတော့ထွမြောက်ရကျန်ခန်းကြီးခုနှစ်ဖြစ်ပါခဲ့အကန်ကြီးခုနှစ်အငယ်တက်မှခုနှစ်တာရဖျားကလည်းတို့ဖြစ်ပြီးတင့်ကိုဖာရောပြင်ဤဖျားအရာ၌ငါခန့်ထား၏တင်းအကူအာရုံသည်တင်းဤပရောဖက်ဖြစ်ရလိမ့်မည် ငါမိန်တော်မူသမျှတို့ကိုတင်သည်ပြန်ပြောရမည်ဖာရောဘင်သည်ဣဒရလာအမျိုးသားတို့ကိုမိမိပြည်မှလွတ်လပ်ရမည်အကြောင်းကိုတင်းအကို အာရုံသည်သူ့ထံ၌ရှောက်ရမည်ငါသည်လည်းဖာရောမိ၏နှလုံးကို ခိုင်မာစေ၍အဂရုပြည်၌ငါ၏နမိတ်လက္ခဏာအံပွေသော အမှုတို့ကို များပြားစေမည် ို့တော်လေဖာရောမင်းဒီတင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်ငါဒီလဲငတ်လက်ကိုအဲဂုတုပြည်အပေါ်မှာတင်၍ကြီးစွာသောဒဏ်ခတ်ခြင်းအပြင်ငါဤဘူပါများငါဤဣတရေလအမျိုးသားတို့ကိုအဲဂုတုပြည်မှာနှုတ်ဆောင်မည်ထို့သောအဲဂုတုပြည်အပေါ်မှာငါလက်ကိုဆန့်၍ဣတရေလအမျိုးသားတို့ကိုသူတို့အထဲမှနှုတ်ဆောင်သောအခါငါဒီသာရဖျားဖြစ်ကြောင်းကို အဂုတ်ထုလူတို့သည်တိကျလိမ့်မည်ဟု မောရှေအားမိန်တော်မူ၏မောရှေနှင့် အာယုန်တို့သည်သာရဖျားမိန်တော်မူသည်။မြတ်အတိုင်းပြုကြ၏ဖာရောဘီယံထံ၌ရှောက်ကြသောအခါမောရှေ၏အသက်သည် အနှစ်80ရှိ၏အာယုန်၏အသက်သည်အနှစ်83နှစ်ရှိ၏အငယ်ရှိမှ73တပန်းသာရဖျားသည်မောရှေနှင့် အာရုံတို့အားမိန်တော်မူသည်ကဖာရောဘင်ကသင်တို့အတွက်ထူးဆန်းသောတကူကို ပြလော့ဟုဆိုလျင်သင်ဤလန်တန်ကိုယူ၍ရှေ့တော်၌ချလော့ဟု အာရုံအားပြောလော့လန်တန်သည်လည်းမွေဖြစ်လိမ့်မည်ဟု မိန်တော်မူ၏မောရှေနှင့်အာရုံသည်ဖာရောဘင်ထံသို့ဝင်၍သာရဖျားမိန်တော်မူသည့်အတိုင်းပြုသည်ဖြင့်အာရုံသည်ဖာရောဘင်ရှေ့သူ၏ကြုံများရှေ့မှ လန်ဒန်ကိုချ၍မွေဖြစ်လေ၏ထိုအခါဖာရောဘင်သည်ပညာရှိများပြုစားတတ်သောသူများတို့ကိုခေါ်၍အဂုတ်ထုအမျိုးဝိဇ္ဇာဆရာတို့သည်ဝိဇ္ဇာအတက်အားဖြင့်ထိုအတူပြု၍မိမိတို့ကင်သောလန်ဒန်များကိုချ၍မွေဖြစ်ကြလေ၏သို့တော်လည်းအာရုံဤလန်ဒန်သည်သူတို့၏လန်ဒန်များကိုမျိုးလေ၏သာရဖျားမိန်တော်မူသည့်အတိုင်း ဖာရောဘီယင်ဒီနှလုံးခိုင်မာ၍သူတို့၏စကားကိုနားမထောင်ဘဲနေ၏အငယ်ဆလီမဆရှိခါဝရဖျားကလည်းဖာရောဘီယင်ဒီနှလုံးခိုင်မာ၍ဣဒရေလလူတို့ကိုမလွတ်ဘဲနေ၏နာနေချိန်၌ဖာရောဘီယင်ထံသို့တော်လောသူသည်ရေစိတ်သို့တော်လိမ့်မည်သူမရောက်မီတင်ဒီမြကန်းနာမှာရက်နေလို့မွေဖြစ်တော့ လန်တန်ကိုလည်းလက်တွင်ကင်လောဟေဘဲမျိုးသားတို့ဤဘုရားသခင်သာရဘုရားကငါလူတို့သည်တော၌ငါအားဝတ်ပြုမိအကြောင်းသူတို့ကိုလွတ်လောက်ဟု အမိန်တော်ပါတော့ကျွန်ုပ်ကို ကိုရထံသို့ဆေလွတ်တော်မူပြီးကိုရောဒီယခုတိုင်အောင် နားမထောင်ဘဲနေပါသည်တကားသာရဘုရားကငါသည်သာရဘုရားဖြစ်ကြောင်းကိုတင်းဒီအပေတို့တည်ရမည်နီးဟုမူကား နာကင်သောလှန်လန်နှင့်မြည်ရေကိုရိုက်၍ထိုရေသည်အသွေးဖြစ်လိမ့်မည်မြင့်နိုင်ရှိသောငါတို့သည်တေကြလိမ့်မည်မြည်ရေလည်းနံလိမ့်မည်အဲဂုတ်ထုလူတို့သည်လည်းမြည်ရေကိုယွံကြလိမ့်မည်အကြောင်းကို ပြန်ပြောလို့ဟု မောရှိအားမိန်တော်မူ၏အငယ်19မှ25တဖန်သာရဖျားသည်မောရှိကို မိန်တော်မူပြန်သည်ကာ အာရုံအားတည်လှန်တန်ကိုယူ၍အဲဂုတ်တပြည်၌ရှိသောချောင်းရီမြည်ရီအိုင်းအင်းရီကံရီတွင်းရီရှိသမျှအပေါ်မှာလက်ကိုဆန့်လောထိုးရီရှိသမျှတို့သည်အသွေးဖြစ်လိမ့်မည်အဲဂုတ်တပြည်တလျှောက်လုံးတိခွဲ့ကြောက်အိုး၌မြမကျွင်းအသွေးရှိလိမ့်မည်အကြောင်းကို ပြောလို့ဟု မိန်တော်မူ၏မောရှေနှင့်အာယုန်သည်ဒါရုဖျား မိန်တော်မူသည့်အတိုင်ပြု၍အာရုန်သည်ဖာရောဘင်ရှိသူ၏ကျွန်များရှိမှလှန်နံကိုခြီ၍မြည်ရေကိုရိုက်သဖြင့်မြည်ရေရှိသည်များသည်အသွေးဖြစ်လေ၏မြည်၌ရှိသောငါတို့သည်လည်းတည်ကြ၍မြည်ရေနံသောကြောင့်အေဂုတုလူတို့သည်မြည်ရေကိုမတောက်နိုင်ကြအေဂုတုပြည်တလျှောက်လုံး၌အသွေးနှံပြားလျက်ရှိလေ၏အေဂုတုအမျိုးသားဝိဇ္ဇာဆရာတို့လည်း ဝိဇာတအဖြင့်ထိုးအတူပြုကြ၏ဒါဝရဖျား မိန်တော်မူသည့်အတိုင်းဖာရောဘီန်ဒီနှလုံးခိုင်မာ၍သူတို့၏စကားကို နားမထောင်ဘဲနေ၏နန်းတော်သို့လှည့်လေပြန်သွား၍ထိုအမှုကိုနှလုံးမသွင်းဘဲနေလေ၏ထိုအခါအေဂုတ်ထုလူတို့သည် မြည်ရေကိုမတောက်နိုင်သောကြောင့်တောက်ရေကိုရခြင်းခံမြစ်နားမှတွင်တူးကြ၏ဒါဝရဖျားသည် မြစ်ကိုတန်ခတ်၍ ခொနရက်ကိုလွန်စေတော်မူ၏โอเคနောက်ချက်ပိုင်းမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်